ဒီဘုံမှာချိုးရအောင်အမြင်မြင်ရလာပြီဆိုပြီးတစ်ခါအုပ်စုလေးကဝိုင်းပြီးတော့ပျောက်စားပြီးတော့တောက်ပွားနေတယ်ပြည့်။ချိုးလေးကဘုံမှာကနေအမြင်မြင်ရပြီးထမိန်ချုံသွားတာမဟုတ်ဘူးနော်။အကိုလေးကထမိန်ချုံ။ထမိန်ချုံကနေပြီးတော့ဘုံမှာရင်ဘုံမှာတော့ယူတန်းနဲ့မှားတာမဟုတ်ဘူး။သူတို့ကမသိလက်ထိတ်ကထွက်လာတာ။ဟမ်လည်းနေပြီလူလူထမိန်ချုံထမိန်ချုံ။အတို့ကအဲ့ဒီထမိန်ထိတ်ထွက်လာတာမဟုတ်ဘူး။သူတို့ကလက်ချောင်းထိတ်ကထွက်လာ။ကထွက်ပါလေအကောင်းပြလား။ဟုတ်တယ်မလား။ဟမ်သူတို့တွေကထမိန်အောက်ကထွက်လာတာမဟုတ်ဘူး။အဲ့ဒီဖွတ်တဲ့အကောင်လုံးကလက်ချောင်းထိတ်ကနေထွက်လာ။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဗတ်ပြောင်းသွားတဲ့ခြူကြီးကိုထမိန်ချုံဟုမပူတူပြောလာသည့်အတွက်မပူတူကလက်ထိတ်ကထွက်လာတာလို့ကိုစီမခက်ပြက်ပြက်ပြောလိုက်သည်မူအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာအခုနောက်ပိုင်းမှာဒီဘောမဘောမလို့ခေါ်ကြတဲ့ထဲမှာပြည်တွင်းဘောမနဲ့ပြည်ပဘောမနှစ်ချမ်းကွဲသွားပါတယ်ပြည်ပဘောမတွေကဒီစစ်အာဏာယူတွေရဲ့လောက်ရဟာလွဲနေပြီမှားနေပြီဒါဟာတပ်မတော်ကိုဖျက်ဆီးနေတာနိုင်ငံကိုဖျက်ဆီးနေတာဆိုတာကိုထောက်ပြလာကြတယ်အဲ့ဒီအချိန်မှာပြည်တွင်းကနေ အဘဘောပြီးပြီးတော့ကွဲနေတဲ့အတန်းစားတွေအဲ့ဒီတိပဘောမတွေဘာပြောလဲဆိုတော့ခမိန်ခြုံတာလို့ဘာဖြစ်လဲဟိုတစ္ဆာဖောက်ဝါတာလို့ပြီးလို့ရှိရင်ပြောပါတယ်အမျိုးမျိုးပဲသူတို့ဆွဆွတတ်တယ်ဒါပေမဲ့အဲ့ဒီတိပဘောမတွေဒီနေ့ချိန်ထိသူတို့စစ်တပ်ကိုအမှန်ကန်ထောက်ခံတယ်တစ်တလုံးနဲ့စစ်တပ်ကိုအမှန်ကန်ထောက်ခံလာကြတယ်ဒီနေ့ထိလည်းစစ်တပ်ကိုထောက်ခံတယ်ဒါပေမဲ့သူတို့ထောက်ခံတာစစ်ခေါင်းဆောင်ထောက်ခံတာမဟုတ်ဘူးစစ်တပ်မတော်ကြီးဆိုတဲ့တဲ့အလုံးထောက်ခံကြတယ်အဲ့ဒီအတွက်ဒီစစ်ခေါင်းဆောင်တွေကမှားနေလွဲနေတဲ့အရာကိုပြောတဲ့အချိန်မှာတီတွင်းမှာရှိတဲ့အဲ့ဒီအောက်တန်းစားတွေဘာပြောလဲရမ်းရမ်းရှာတယ်တတ်မဲ့ဖြတ်မဲ့လို့သွားကျင်းတဲ့ကောင်ကျင်းတယ်အခုလည်းဒီမှာကိုချိုကြီးတို့ ယာရီတွဲပုတ္တမဘာပြောတာလဲကြည့်ပါလားကချိုကြီးတောင်အမြင်မြင်ရလာပြီဘုံမှာချိုကြီးတောင်အမြင်မြင်ရလာပြီဆိုပြီးတစ်ဖက်ဥစုတွေကဝိုင်းပြီးတော့မြှောက်စားပြီးတော့တိုက်ွားနေတာပြန်ကိုချိုကြီးကဘောမကနေအမြင်မြင်ရပြီးထမင်ချုံသွားတာမဟုတ်ဘူးနော်။ငါကိုယ်တည်းကထမင်ချုံ။ထမင်ချုံကနေပြီးတော့ဘောမရေဘောမရောရိုးတန်းနဲ့မှတာမဟုတ်ဘူး။ဘယ်လိုထမင်ချုံခဲ့လဲ။ဟုတ်လားကိုချိုကြီးကထမင်ချုံခဲ့တာအဲ့လိုပေါ့။ဟုတ်သူတို့ကလေကျွန်တော်ပြောမယ်သူတို့ဘက်နဲ့စန့်ကျင်သွားရင်ထမင်ချုံလိုက်တာ။ဟမ်သူတို့ကမတည်လက်ထိတ်ကထွက်လာတာ။ဟမ်လည်းလည်းပြင်လူလူထမင်ချုံထမင်ချုံ အဲ့တို့အဲ့ဒီထမိန်ထဲထွက်လာတာမဟုတ်ဘူးတို့ကလက်ချောင်းထိတ်ကထွက်လာကထောက်ပါရဲ့အကောင်ပြောတာဟုတ်တယ်မလားဟမ်တို့တွေကထမိန်အောက်ကထွက်လာတာမဟုတ်ဘူးအဲ့ဒီဖွတ်တဲ့အကောင်လုံးကလက်ချောင်းထိတ်ကနေထွက်လာတို့ကထမိန်အောက်ကနေထွက်လာမဟုတ်ဘူးဟုတ်တယ်နော်ဟုတ်တယ်မလားအဲ့ဒါဆိုလည်းဖြစ်သူ့ရဲ့လူထမိန်ချုံအခုလဲကိုချိုကြီးတို့တို့ပြောတယ်ချိုကြီးကတော်လိုင်းကိုပူပေါင်းပြီးတော်လိုင်းပဲရက်တီဝါတဲ့သူပုံနော်ဒါပေမဲ့တို့စစ်ဖို့ချုပ်တွေရဲ့တလုံးအထိတိုင်းပြီးပြစ်နေတဲ့အရာစစ်တပ်ကိုဖျက်ဆီးနေတဲ့အရာတွေဟိုကထောက်ပြတာထောက်ပြတဲ့သူကိုဘာလုပ်လဲစစ်တပ်ကပြန်ရှာတာကြည့် ။နော်ကြည့်။ဟိုကံလူကြောလား။950ဆရာတော်ရဲ့ကိတုစိတ်တက်ခွေတွေထိသွားပြီးတော့သူမိမပြေးခြင်းဆိုလို့ရှင်လေကိတုစိတ်ကြီးပေါင်းနေဝင်တနက်တီပိုင်းပြည့်စီရီတွေပိုင်းလေ့ကျင့်ပြပြီးတော့အဲ့ဒီလောက်ထိပေါ်မှခဲ့တာနော်။ထမင်းချောင်းကနေပေါ်မှနေပေါ်မှနေပြန်ပြီးတော့ထမင်းချုံလိုက်တယ်။ဟုတ်တယ်လေ။ကိုမမောင်ဆိုတဲ့ဒီတိုင်းပြောရပါမယ်။တို့စစ်တပ်ကိုအမှန်ကထောက်ခံခဲ့တာ။တို့ထောက်ခံတာတပ်မတော်ထောက်ခံတာ။အဲ့တော့တို့ယူနီဖောင်းနဲ့ဝင်ဝင်ပြွင့်ပါပဲ။ဒါတို့ရဲ့ခံယူချက်ထောက်ခံချက်။ဒါပေမဲ့အခုတို့ပြောနေတယ်။ကျွန်တော်တို့ကလူဆိုရင်တို့ပြောတဲ့စကားမှားလားမှန်လားကိုကြည့်ရမှာမဟုတ်ဘူးလား။ သူတို့ဘယ်ဘက်ရက်တည်လဲဆိုတာနဲ့ကိုသူတို့ပြောတဲ့စကားတွေသူတို့လုပ်တဲ့အလုပ်တွေမှားနေလားအခုကိုချိုကြီးတို့ကိုမောင်မောင်တို့ပြည်တွင်းရဲ့ဘောမတွေတော်တော်ဆဲနေတဲ့တွေ့အဲ့ဒီတွေ့ပြောတဲ့စကားဟာစစ်တပ်ကိုမဟုတ်မမှန်တာတွေဆွဆွဲနေတာစစ်ကောင်းဆောင်မှာစစ်အခုလက်ရှိအာဏာသိမ်းတာနဲ့မင်းအောင်နိုင်အပါဝင်နော်ကိုချိုကြီးပြောလိုက်ပေါ့စစ်ဖို့ကောင်းဆောင်တွေအဲ့ဒီစစ်ဖို့ကောင်းဆောင်တွေရဲ့မရှိတဲ့အပြစ်ကိုရှိပါတယ်လို့ဒီလူတွေကလောက်ကျလီစေပြီးပြောနေတာလားဒါမှမဟုတ်တကယ်ပဲရှိတဲ့အပြစ်ကိုဒီလူတွေကပြောတာလားမရှိတဲ့အပြစ်ကိုလောက်ကျလီစေပြောရင်တော့ဒါဒီလူတွေအလုံးပဲဒါကျွန်တော်ပြောရင်လည်းပြောတာ ဟုတ်တယ်နော်မင်းအောင်နိုင်မှာမရှိတဲ့အဖြစ်စိုးဝင်းမှာမရှိတဲ့အဖြစ်လက်ရှိဒီဒီမင်းအောင်နိုင်စိုးဝင်းကိုထောက်ခံပြီးတော့အောက်ကနေဝိုင်းလောက်နေတဲ့ကောင်တွေအုတ်ကြီးတွေဆက်ပြီးတော့အဲ့ဒီအစ်စ်နေအားလုံးမှာမရှိတဲ့အဖြစ်ကိုဒီပုံပုံတွေကိုမောင်မောင်တို့ကိုချိုကြီးတို့ဒီလူတွေကပြောတယ်ဆိုရင်တော့ဒီလူတွေကိုကျွန်တော်လက်ကပ်ကွက်ဘာဖြစ်လို့ဒါအောက်တန်းကြတယ်လို့တစ်ဖက်မှာမရှိတဲ့အဖြစ်ကိုပြောတာဒီအောက်တန်းသားပဲမှားတာမှန်တာခဏခါတူတမားပေါ့မရှိတဲ့အဖြစ်ကိုဆွဆွဲပုတ်ခတ်တာအောက်တန်းသားဒါပေမဲ့ဒီလူတွေအဲ့လိုပြောတာမပြောဘူးလေသူတို့ပြောတာအမှန်တွေကိုပြောတာလေ ်မှန်တာပြောရင်လက်ခံမှာမဟုတ်ဘူးလို့ဆိုတာတခိုးတခိုးလို့ပြောတာငားတယ်ဆိုရင်မခိုးနဲ့လေဟုတ်တယ်နော်ဓမြောက်ဓမြလို့ပြောတာငားတယ်ဆိုရင်မခိုးဓမြမတိုက်နဲ့ဟောခိုးလဲခိုးသေးတယ်ဓမြလည်းတိုက်သေးတယ်ထက်အောင်တခိုးကိုပြောရင်တတ်မဲ့ဖြတ်မဲ့ထားလို့လို့ဆိုတော့အဓိပ္ပာယ်ရှိတာအဲအခုကအဲ့လိုဖြစ်နေတာဟမ်တခိုးကိုတခိုးလို့ပြောရင်ငားတယ်ဓမြကိုဓမြလို့ပြောရင်ငားတယ်အာနာယုအာနာယုလို့ပြောရင်ငားတယ်အဲ့ဒါဆိုရင်မလုပ်နဲ့လေနိုင်မလုပ်နဲ့သူတို့ပြောတာမမဟုတ်သူတို့ပြောတာအမှန်ပြောတာလေသူရဲ့ငကူမူလလာရရှင်းနေကွာထမိုင်ချောင်ဖြစ်နေတဲ့အတွက်အထူးထူးဒီပေါ်မှာဖတ်ချက်ပေးနေတာမလို့ ဒါသူ့ရဲ့ဒါနေကြီးခံချက်ပေါ်မှာမူတည်ပြီးတော့မခင်မှာထမိန်ချုံအဘခင်မှာဘုံမလူနဲ့ချမ်းသာဘဝဒီကိစ္စနဲ့ပတ်သက်ပြီးရောဒီကပြောအမခင်မှာထမိန်ချုံအမအဘခင်မှာဘုံမဆိုအဲ့ဆိုရင်ဒီပုံကိုယ်တွေကအခုမင်းအောင်နိုင်နဲ့ပေါင်းပြီးတော့ဘုံမမှာပေါ့ဘယ်လိုတွေပြောနေတာကြောင်းပြန်ကြီးအော်ငါ့ဘုတူတဲ့လင်ရကစားတွေးလေ၆ချားပြီးတော့ ဖီးရတက်လွန်ပြီးတော့ကြောင်ချောက်ချားနေဖြစ်ကုန်ပြီလားမသိဘူးဒုက္ခပဲနာမအဲ့ဒီပချိုးကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဒီမှာကျွန်တော်လည်းပြောမယ်ဆိုရင်ကျွန်မထက်လည်းအတက်များကြီးရယ်ကျွန်မထက်လည်းဟိုးအရင်ကလူသားကြီးတကယ်လုခဲ့တယ်နော်ပြောမယ်ဆိုရင်ဒီဘက်ကလူနဲ့ဒီဘက်ကလူလိုင်းဘဝကလူနဲ့ရေဘက်ကလူဆိုလို့ရှိရင်ယုံမဲယုံခုဒီဘက်မှာကိုနဲ့အတူတူလက်တွေ့နေတဲ့လူယုံရမယ်ဒါပေမဲ့အဲ့ဒီပချိုးကြီးအဲ့စကားမှန်လားလိုင်းဘဝလူနဲ့မြေပြင်ကလူမြေပြင်လူယုံမယ်ပေါ့ကောင်းပြီတချို့တွေထိတတ်တယ် င်တာနက်လည်းမရှိဘူးသတင်းစာလည်းမရှိဘူးရေဒီယိုလည်းမရှိဘူးတိုင်းနိုင်ငံလုံးဘာဖြစ်နေလဲမသိရဘူးဒါပေမဲ့တူရက်ကွက်ကလေးမှတော့တူတိတယ်အဲ့ဒါဆိုတော့အဲ့ဒီမြေပြင်ကလူကဟိုတနေရာမှာဖြစ်နေတဲ့သတင်းကိုတူတိဘူးလိုင်းပေါ်ကလူကတိမလားနေရာတကာအဲ့လိုတွက်လို့မရဘူးလေဟုတ်တယ်မလားအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားသည့် online လိမ်လည်မှုများကိုအပိနေသည်ဟုဆိုကာကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့်အဖွဲ့မှထိပ်ပိုင်းကောင်းဆောင်၄ဦးကိုအရေးယူပိတ်ဆို့ထားကြောင်းအမေရိကန်အစိုးရကနိုဝင်ဘာ၁၂ရက်တွင်ကြေညာလိုက်ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဒီမိုကရေစီအကျိုးပြုပရင်တက်မတော် DKBA နှင့်ကုမ္ပဏီများဖြစ်သည့် Transsea နှင့် Trustor တို့ကိုဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်းဖြစ်ပြီးလေအိုကအွန်လိုင်းလိမ်လည်မှုစခန်းများအားကောင်းလာအောင်ကူညီပေးခဲ့ကြောင်း ရေဘူးရအဖြစ်ထိုစခန်းများတွင်အလုပ်လုပ်နေသူများကိုယ်တိုင်ကလူကုန်ကူးခံရသူများဖြစ်ပြီးလိမ်လည်မှုများမှရရှိလာသည့်ဝင်ငွေက DKBAR ကင်းတို့၏အနေရရှိလှုပ်ရှားမှုများအတွက်အထောက်ပံ့ဖြစ်စေကြောင်းဆိုထားသည်အကြံဖတ်မှုနှင့်ဗန်ဒါရေးစုံစမ်းထောက်လှမ်းမှုဆိုင်ရာဒုတိယဝန်ကြီးဂျွန်ဟာလီကမြန်မာနိုင်ငံမှလှုပ်ရှားလုပ်ကိုင်နေသည့်ရာဇဝတ်ကိုင်းများသည့်အွန်လိုင်းငွေလိမ်လုပ်ငန်းများတစ်ဆင့်အလုပ်ကြိုးစားလုပ်ကိုင်နေကြသည့် အမေရိကန်နိုင်ငံသားများထံမှဒေါ်လာဘီလီယံပေါင်းများစွာခိုးယူနေကြောင်းအင်းဖွဲ့များကလူကုန်ကူးမှုများကိုလှုပ်ဆောင်နေပြီးမြန်မာနိုင်ငံ၏ပြည်တွင်းစစ်ကိုကိုကြီးလာအောင်လှုပ်ဆောင်နေကြောင်းထုတ်ပြန်ထားပြီးအမေရိကန်အစိုးရကအွန်လိုင်းရာဇဝတ်သားများကိုဆက်လက်အရေးယူသွားမည်ဟုပါတတိပေးခဲ့သည် ပိတ်ဆို့ခံရသည့်ကုမ္ပဏီနှစ်ခုကတရုတ်ရာဇဝတ်လုပ်ငန်းနှင့်ဆက်စပ်နေကြောင်းလည်းဗန်နာယေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည့်ပြီးခဲ့သည့်မေလကလည်းကရင်ပြည်နယ်နေချားဆောင်တက် KNA မှခေါင်းဆောင်နှင့်တာနှူအားလူကုန်ကူးမှုနှင့်အမေရိကန်နိုင်ငံသားများအားထိခိုက်စေသောအွန်လိုင်းလိမ်လည်မှုများတွင်ပါဝင်ပသက်နေမှုဖြင့်ရင်းဖွဲ့ကိုနိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းဖြစ်အမေရိကန်ဗန်နာယေးဝန်ကြီးဌာနကသတ်မှတ်ခဲ့သည့် အောက်တိုဘာတွင်အမေရိကန်နှင့်ဒီတိန်ဘန်ဒါရေးဝန်ကြီးဌာနတို့ကအွန်လိုင်းငွေလိမ်လုပ်ငန်းများကိုလက်ပတ်နေသည့် Prince Group ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းစုကိုပိတ်ဆို့အရေးယူခဲ့သည်ပြောတဲ့အစကားအကြောင်းအရာယုတ်တိဗေဒရှိမရှိပြောတဲ့စကားမှန်မှန်မှန်ဒါနေနဲ့မစစ်ဆေးရမှာလေနေရာဒေတာအကြီးကမဟုတ်ဘူးဟမ်ဒီဘက်မှာနေလိုက်တဲ့ဒီလူပြောတဲ့စကားမှားတယ်သွားပြောလို့မရဘူးဒီလူမှာနေလိုက်တဲ့ဒီလူပြောတဲ့စကားမှန်တယ်သွားပြောလို့မရဘူးလေဟုတ်တယ်မလားဒီလူမှာနေပြီးတော့ကိုယ့်ရက်ပတ်လောက်ပဲတိကျတယ်ဒီဘုံကြီးနိုင်ငံရေးဆိုတာဘာမှမတည်ဘူးသူများဒေတာဘာမှမတည်ဘူးဘယ်နေရာမှာဘာဖြစ်လဲဘာမှမတည်ဘူးဒီဘုံကြီးမြန်မာပြည်မှာ နော်အဲ့တော့အဲ့ဒီလိုလူမျိုးတဲ့တကယ်လိုက်လည်လာနေတယ်အခုဘယ်နေရာမှာတိုက်ပွဲဖြစ်တယ်တပြင်းမှာတွေ့တယ်တွေ့ရတဲ့အဲ့ရွာကိုချက်ချင်းဖုံးဆက်တယ်နော်ဗီဒီယိုကောခေါ်တယ်ဟုတ်လားမင်းတို့ data တကယ်တိုက်ပွဲဖြစ်နေတာချွတ်တယ်အဲ့လိုလေ့လာတာအဲ့လိုလေ့လာတဲ့လူနဲ့ဝိနေကပြောသလိုကိုယ့်ရွာမှာတော့ကိုနေတယ်သူများရွာဘာဖြစ်မှန်းတော့မသိတဲ့လူဘယ်သူကကိုတိမလဲဘယ်သူစကားကိုမှတ်မလဲအေးအဲ့လားမကျွန်တော်တို့အတွေးခေါ်ကိုအဲ့လိုတွေးတယ်ဘာလို့ဆိုလဲလက်တွေးချက်ချက်တွေးတယ်သူတို့တွေးခေါ်ကလည်းတွေးဖို့ကြည့်ဟမ်အဲ့ဒါပဲကြည့် ယူအန်ကိုစာတင်မယ်ဆိုလက်မှတ်တွေကောက်တော့ကျွန်တော်လာပြီးတော့စီရောက်တယ်စီရောက်တဲ့အချိန်မှာသူပြောတာကိုနားထောင်ကြည့်ရတာရုပ်တိမရှိဘူးဒါမှဖြစ်နိုင်ဘူးဒါမှပေါင်းနေနိုင်ဘူးနောက်တစ်ခုကအဲ့ဒီ UN ကိုစာတင်တဲ့လူတွေကတော့ကိုယ့်ရဲ့နာမည်ကိုယ့်နာမည်နဲ့နေရဲ့လိပ်စာကိုတင်ရမယ်ဆိုတော့နေရဲ့လိပ်စာတွေကကိုယ့်အိမ်နဲ့ကိုယ်နေရတော့အသက်ခံနေရတော့အကုန်လုံးကနော်ဟိုပြောင်းရွှေ့ပြီးနေရတဲ့အချိန်မှာဒီနေရဲ့လိပ်စာကြီးချက်တရားတွေအဲ့ဒီချက်တရားတွေကိုနင်တို့ကနင်တို့ဖန်တီးခဲ့တယ်ငါတို့ဖန်တီးရမှာမဟုတ်ဘူးနောက်ဒီချက်ပုံစိုးတဲ့ဘဝကြီးလာပါမယ်နင်တို့အတွက်နော် ်ပြည်သူအတွက်ကတော့မကြခင်လွတ်တော့ကျွတ်တော့နေတယ်နေတို့အတွက်ကတစ်ဖြည်းဖြည်းနဲ့အဲ့ရဲ့ဆိုးတဲ့ဘဝတွေလာဖို့ပဲရှိတယ်အဲ့ဒါတွေအားလုံးကဘယ်သူမှဖန်တီးတဲ့ဘုံနေတို့ကလည်းဖန်တီးတာနေတို့ကိုယ်တိုင်ဒီဟာကိုခေါ်လာနော်အခုကနေရပြောင်းရွှေ့ရတယ်လို့အိမ်လိမ့်စာမပြောရတာလို့ကတ်ခံပြီးမှဆိုလို့အစိုးရပါမယ်အေးစင်းနေပါနော်အတာလောက်ပါဖြည်းဖြည်းနဲ့နော် UN ကိုစတင်လိုက်ရင်ဒီလူတွေရဲ့လုံခြုံရေးအတွက်အားမခံချက်ဘယ်သူမှမပေးနိုင်ဘူး။ဒါကြောင့်မဒါကြီးအောင်ဖြစ်နိုင်မှာပေါ့။နော်ကျွန်မတယောက်တည်းအနေနဲ့ကတော့အိုးတို့ UN ကိုစတင်မှာဆိုပြီးကျွန်မတယောက်တည်းအနေနဲ့ကျွန်မလက်မှတ်ရေးထိုးပြီးပေါင်းရင်အားဖြစ်ရင်ဒါပြင်းနေကျွန်မကနေပြီးတစ်ဆင့်ဟောကချိုကြီးတို့ UN ကိုစတင်မှာလက်မှတ်ထိုးပြီးမှာဆိုပြီးကျွန်မမစီရုံဘူး။ဘာလို့လဲ။အဲ့ဒီလူတွေအတွက်လုံခြုံရေးအားမခံချက်ကျွန်မအားမခံချက်မပေးနိုင်ဘူး။နော်။ဆိုတော့အဲ့ဒီအကြောင်းလည်းပတ်သက်ပြီးပြောရတဲ့ခါကျတော့နိုင်ငံခြားကဦးလေးတယောက်မြမတီတွင်းကအတော်ကြီးတယောက်ကျမကိုလေအိုးဆိုးတဆက်စောင်းတော့ပြီးပြောကြတာကျမတို့တက်ခိုက်တာအေးအတော်ကြီးဆိုလို့ရှိရင်အာဖေဖို့မှာပို့ရတစ်ခုပြီးတစ်ခုချိန်ပြီးတော့အာကျမကကန့်လန့်တိုက်ရ ရှိတာလည်းမတော်တော့ကလည်းမလိုက်ကုန်တော့စောင့်ကြောင်းပြီးပြောတာပြောတာအဲ့ဒီအချိန်တော့ငါသူပြောလို့ကျွန်မပြန်ပြောလို့ရှိရင်ပြဿနာကြီးအကြီးကြီးဖြစ်သွားမှာနော်နောက်ဆုံးတော့အဲ့ဒီကိုချိုးရေးရပဲအဲ့ဒီစကားတွေမလဲလေးရှုံးပြဿနာလေးတက်တော့နောက်ဈားတွေကကိုနောင်တော်လေးနဲ့ကိုမိုက်ကယ်ကျော်မြင့်နဲ့ပြဿနာလေးတက်ပြီးတော့မိုက်ကယ်ကျော်မြင့်ကကိုနောင်တော်လေးကိုတရားစွဲမယ်ပါပြီဖြစ်ကုန်အဲ့ဒီကနေကိုကိုချိုးရေးဆိုင်ရနေတယ်နော်ဆိုတော့ဒီအချိန်မှာတော့ကိုချိုးရေးဈားတွေရုံမှန်ပေါ်လာပြီဖြစ်တဲ့အတွက်ဒီချိန်လုံးကချိုးရေးလက်ကနာပြီးကျွန်မကိုပူဆူပဆန်ပြောခဲ့တဲ့အတော်ကြီးတွေတဘောပေါက်လို့ပြီးချိန်တယ်အဲ့တော့တွေ့မှာအခုပြောရတာတွေ့တယ်နော်စော်ဘုံဟင်း သူတို့ဘောမတွေကတရားနဲ့တရားချစ်လို့ခင်လို့စီးယုံတာမဟုတ်မကောင်းတာကိုလုပ်တဲ့အတူတူစီးယုံတာအခုဇော်ဘုံဟဲ့ဇော်ဘုံဟဲ့ကိုစစ်တပ်ကဖမ်းဘလို့ရှင်နာဆရာကြီးစဉ်းစားကြည့်ဟမ်အခုကျွန်တော်တော်လိုင်းလောက်ပြီးတော့ဗျာကျွန်တော်ဖမ်းမယ်ဆိုရင်ဗျာရန်သူဖြစ်တဲ့စစ်တပ်ဘက်ကမဖမ်းဘူးဒါပေမဲ့ကျွန်တော်ဗီဒီယိုကဖမ်းပြီးတော့ထောင်ချလိုက်တယ်ဆိုခံစားကြည့်တယ်ဟုတ်တယ်နော်ကိုလူမရင်ဝန်ထိန်ပေးလို့မရဘူးလားအဇော်ဘုံဟဲ့မင်းနောက်ကတူအားချောင်းမင်းတို့ထောင်ထဲထဲမှာနော်မင်းထောင်ထဲထဲမှာမင်းဘလို့တော့ပိုင်းမရရတယ်ဗျာသွားတစ်ခေါက်တစ်ခေါက်ချွတ်တော့အောင်လို့နောက်မင်းလောက်လူတယောက်ကထောင်ထဲဝင်နေရတဲ့ဘုရားစဉ်းစားကြည့်အထောက်ထဲပဲတည့်ရနေကြီးဟုတ် ဒါပေမဲ့အဲ့တလောကမျိုးကိုဝိုင်းမကယ်ကြတဲ့တင်ဘာပြောကြလဲငပောက်ဆိုရင်လေသူ့ရဲ့မနာလိုစိတ်ကဘလောက်ပြင်းထန်လဲဆိုတာဇော်ဘုန်းကြီးကကောင်းတယ်တဲ့သူကမပြေဘူးတဲ့မပြေဝပဲတဲ့ရှောက်ပြောလို့အဲ့တော့ထောင်ထဲမှာပြေဝဝအောင်ပေးပြီးတော့ဖြည့်စည်းခိုင်းလိုက်တာတဲ့ဟာအဲ့လိုထုတ်ပြောတာတော့ဒါတို့အချင်းချင်းတော့အဲ့တော့ဒီဒီလူတွေရဲ့စိတ်ဓာတ်တွေကြည့်မှားတာမှန်တာတရားတာမတရားတာတို့ကောင်းတယ်မှာဘယ်တော့မှမရှိဘူးအဲ့လူတွေတရားလဲသွားမဟုတ်နဲ့တို့တို့ကိုလုံလို့ရတတိယရှိအဲ့တတိယရဘာမှဘာမှပြောနဲ့လေးကုန်းနဲ့ နော်အဲ့တော့သူတို့နဲ့တန်ရတန်ရကိုလည်းကြိုက်ကြွယ်အကောင်းဆုံးပဲအဲ့တော့မြန်မာပြည်မှာဒီတော်လိုင်းအလွန်ကာလကြော်ကြည့်နေတာနော်ချင်းချင်းလေးတော်လိုင်းဘက်ကရှောင်းသွားလို့တော်လိုင်းတမားတွေဒုက္ခမရဘူးရောက်လဲအခိုက်အတန့်ပဲနော်သူ့အတူအချိန်တန်ကြရင်အခြေကြပါမှာဒါပေမဲ့တော်လိုင်းဘက်ကနိုင်ဝါတို့ရှိကဘာမှာတော်လိုင်းနိုင်ဝါတဲ့တိုင်းပြည်ကိုကြည်ကြမှာအဲ့ဒါလေးပဲပြောချင်တယ်တိလာတော်လိုင်းဘက်ကနိုင်ဝါရဲ့ကဘာပေါ်မှာတော်လိုင်းဘက်ကနိုင်ဝါတဲ့တိုင်းပြည်ဒီမှာဘလို့လောက်ပြတယ်ဘလို့ဖြစ်ပြတယ်အေးအဲ့တော့မင်းတို့ဘောမတော့အဲ့ဒီအချိန်ကိုကြည့်နေတာ